်အလုံးမင်္ဂလာပါခင်ဗျာဇွန်လ14ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်ဆိုတော့ပထမဦးဆုံးသတင်းအနေနဲ့ကျွန်တော်တို့ဒါပြီးခဲ့တဲ့ရက်ကဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကလည်းတော်တော်များတယ်ပေါ့နော်ဒါကျွန်တော်တို့ပြည်တွင်းမှာပဲလေရင်ပြတ်ကြမှုပေါ့နော်တက်မတော်ရဲ့တက်ခိုက်ရေးလေရင်တစင်းပြတ်ကြတယ်အဲ့လိုထက်ပြီးတော့အဲအဲ့ဒီမှာပေါ့နော်လောရင်ချီလီမှာဆန္ဒပြမှုတွေပြင်းပြင်းထန်ထန်ဖြစ်တယ်ဆိုတော့ထရန့်အနေနဲ့တော်တော်လေးတင်းတင်းကြပ်ကြပ်အကင်တွေတာတွေ့တယ် ောက်တစ်ချက်ကဒီအိန္ဒိယလေရင်ပြတ်ကျမှုပေါ့နော်ဒီဟာလည်းတော်တော်လေးအအသေးပြောက်များခဲ့တယ်ပေါ့နောက်ထပ်ထပ် ပြီးတော့ဒီမှာအီရန်ကနေပြီးတော့အစ္စရေးကိုလက်တော့ပြန်တိုက်ခိုက်တယ်အရင်ကတော့အစ္စရေးကနေပြီးတော့အီရန်ကိုအရင်ဆုံးတိုက်ခိုက်တာပေါ့နော်တိုက်ခိုက်ပြီးတော့အာအီရန်ကထိတ်တန်းစစ်ဗိုလ်ချုပ်တွေရဲ့နျူကလ িয়ার ပညာရှင်တွေရဲ့တည်ဆုံသွားခဲ့တယ်အဲ့ဒီအတွက်နောက်ပိုင်းမှာပြန်ပြီးတော့အခုလိုကလဲစားချီတိုက်ခိုက်တာပေါ့နော်ဆိုတော့တရင်အပြည့်စုံကိုကျွန်တော်တို့ဆက်ပြီးတင်ပြပြရမယ် ပထမဆုံးသတင်းကတော့ချင်းပြည်နယ်ပလဝမြို့နယ်မှာပေါ့နော်။ဒါအေအေအဖွဲ့တွေအထိုင်ချတာတဲ့နေရာဖြစ်ပါတယ်။ဒီနေရာမှာမကြာခဏဆိုသလိုချင်းအမျိုးသမီးတွေအတ္တမပြုကျင့်တာခံနေရတယ်ပေါ့။အဲအခုလည်းထပ်ပြီးတော့ပြီးခဲ့တဲ့ရက်ပိုင်းကချင်းပြည်နယ်ပလဝမြို့နယ်ဆမီမြို့မှာကလေးတယောက်မိခင်ပေါ့နော်။အမျိုးသမီးတူဦးကိုဒါလူတစုက လူတစုကဆိုတာတော့လူတစုလိုပဲတုံ့နှုံးနေပေါ့လူတစုကအတ္တမပြုခြင်းတက်ဖြတ်သွားတယ်လို့သိရတယ်ဒါကပြီးခဲ့တဲ့မေလ23ရက်နေ့တွေကဖြစ်ပွားခဲ့တာဖြစ်ပါတယ်အမဒိန်ချင်းတက်ဖြတ်ခံရတဲ့အမျိုးသမီးကဆမီမျိုးအမှတ်3ရက်ကွက်မှာနေတဲ့ကလေးမိခင်အသက်28နှစ်အရွယ်ချင်းအမျိုးသမီးဒေါ်ဆန်းကြီးဖြစ်တယ်လို့သိရပါတယ်မဆန်းကြီးပေါ့28နှစ်ဆိုငယ်ပါသေးတယ်အဲ့တော့ဆမီမျိုးမှာနေထိုင်နေသူ့အတော်ရဲ့နေအိမ်ကိုသွားလဲပြီးအပြန်လမ်းမှာလူအဖွဲတစ်ဖွဲက သူ့ကိုဖမ်းဆီးတယ်ဖမ်းဆီးပြီးတော့အာဓမပြုကျင်တယ်ကြည့်ပြီးတော့ဒီအလောင်းကို ကျိုးတုတ်ထားတယ်ရရဆက်ဆက်ရိုက်နှက်ထားတဲ့တန်ရာတွေမြင်ရတယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးအေးအဖွဲတွေလာကြည့်ပြီးတော့စစ်ဆေးတာတွေပါတယ်လုပ်ပြီးမဲ့ဘာမှတစုံတရာအေးယူတာမျိုးထရီရရောက်ဟိုဖြစ်စဉ်ဖြစ်ပွားတာမျိုးမရှိဘူးအရင်ကလည်းအဲ့လိုပဲအေးအဖွဲတွေအာဓမပြုကျင်လို့ဆိုပြီးတော့ချင်းမျိုးသမီးတွေအာအာဓမပြုကျင်ခံရတာတည်ဆုံးတာတွေရှိတာပေါ့နော်အဲ့ဒီအတွက်ချင်းဖွဲ့စည်းတွေဝိုင်းဝန်းတောင်းဆိုခဲ့ပြီးမဲ့လည်း ဒီ AE ဘက်ကနေတစုံတရာပြန်ပြီးတော့တုတ်ပြန်တာမျိုးမရှိဘူးအေးအေးယူပေးတာမျိုးလည်းမရှိဘူးပေါ့နော်နောက်တဲ့တင်းကလည်း AE ပဲဖြစ်ပါတယ်အဲ့ဒါကတော့တောင်ကုန်းမြို့နယ်ထဲမှာရှိတဲ့ဒေသခံပြည်သူတွေရဲ့နေအိမ်တွေပေါ့နေအိမ်တွေကိုအခွန်ကောက်တယ် AE ကအခွန်ရဲ့အတော့အိမ်တန်မိုးရဲ့900ကိုင်လုံးအခွန်ကောက်တယ်လို့ပြောပါတယ်ဆိုတော့ကိုအိမ်ကသိန်း1000တန်တာလားသိန်း90တန်တာလားနော်100သိန်းတန်အောင်တော့ကောက်တယ်လို့ပြောပါတယ် အဲ့လိုပဲဒီ data ကနေပြီးတော့စီရေးအခြေအနေကြောင့်ဒါမှမဟုတ်လို့ရှင် AA ကိုကြောက်လို့เนาะ AA ကိုကြောက်လို့အဲတိန့်ဆောင်သွားရတဲ့သူတွေလည်းအဲ့ဒီအိမ်တွေကိုချိတ်ပိတ်ထားတယ်အဲ့ဒါတွေလည်းအခုံကောက်တယ်တကယ်လို့အခုံမဆောင်လို့ရှင်သူတို့ကနေအိမ်တွေကိုတိန့်မယ်ဆိုပြီးတော့တည်ရင်ပေးထားတယ်ပေါ့เนาะတည်ရင်နေလွှင့်ထားတယ်ပေါ့ဆိုတော့နေအိမ်တွေကိုတိန့်ပြီးလို့ရှင်လေလံတင်ပြီးပြန်ရောက်မှာပေါ့ဒီလိုသဘောမျိုး AA ရစီးပွားရှာနေတယ်ပေါ့เนาะဆိုတော့ကောလာဟာနာဒီအရာကတော့เนาะ AA ဖွဲ့အနေနဲ့ဒီ တော့တိုက်ပွဲတွေမှာသူလွန်ကျွန်သုံးဆွဲထားတဲ့ငွေကြီးတွေကမဟာရယာပြန်ရှာနေရတယ်ငွေကြီးရောလူရင်ရောမဟာရယာပြန်ရှာနေရတဲ့အချိန်ဖြစ်ပါတယ်အဲ့ဒီအတွက်အခုလိုမျိုးအဲမွေးစေဝါကုန်ကူးတဲ့အလုပ်တွေကအစနောက်ပြီးလို့ရှိရင်ဒီဒေသခံပြည်သူတွေအပေါ်ဂုတ်သွေးဆုပ်တဲ့အလုပ်တွေပေါ့နော်ဒါတွေအများပြားလုပ်တဲ့အပြင်တပ်သားစုဆောင်ရေးတွေလုပ်တယ်ပြီးတော့ဒီတပ်သားစုဆောင်ရေးမှာပဲဒီဒေသခံလူငယ်တွေကိုနော်သူတို့တတ်မှတ်ထားတဲ့အသက်အရွယ်တခုပေါ့နော် 45နှစ်အောက်ဆို45နှစ်အောက်ပေါ့တောင်ပေါ်ထမ်းဆောင်နိုင်တဲ့ဒေသခံလူငယ်တွေအမျိုးသမီးအမျိုးသားပေါ့နော်အမျိုးသမီးဆိုလို့ရှိရင်တော့တတ်မှတ်တဲ့အသက်အရွယ်တခုရှိတာအမျိုးသားဆိုလို့ရှိရင်တော့တော်တော်အသက်ကြီးကြီးထီတို့ကလက်ခံနေပေါ့အဲ့ဒီလူတွေကိုရခိုင်အဲ့ဒီလူတွေကိုရခိုင်ပြည်နယ်တွေကပေးမထွက်ဘူးဆိုပြီးတော့ဒါသူတို့စာထုတ်ပြန်ထားတယ်အချင်းချောက်တာစီးတယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်ပြီးခဲ့တဲ့ရက်ပိုင်းကဒါ TikTok မှာတက်လာတဲ့ရုပ်သံဖိုင်တွေအရရခိုင်လူမျိုးအများစုကအဲ့ဒီကနေထွက်လာကြပြီးတော့ ဒါရန်ကုန်မြို့ကိုတော်လန်ခီးရနေပြီးတော့ခက်ခက်ခဲခဲရခိုင်လူငယ်တွေဖြတ်ကျော်ပြီးတော့ထွက်ပြေးနေတာတွေ့ရပါတယ်ဆိုတော့သူတို့ပြေးစရာဆိုလို့ဒီဘက်အစိုးရအုပ်ချုပ်တဲ့လက်အောက်ပဲရှိတယ်ဗောနော်ဘယ်လိုပဲမကောင်းပြောပြောကောင်းကောင်းပြောပြောဒီလက်အောက်ကိုပဲပြေးရတာဖြစ်ပါတယ်ဆိုတော့နောက်တဲ့တင်းတဲ့ဘုကတော့ဝက်လက်မြို့နယ်ဗောနော်ဝက်လက်မြို့နယ်မှာဒီ NUG လက်အောက်ခံ PDF ဖွဲ့တွေရဲ့ပပဆက်ဆက်စက်ကြီးကောက်ခံမှုတွေကိုဒေသခံတွေက မလိုလားတာကြောင့်အခုဆိုလို့ရှိရင်အဲဆန္ဒပြမှုအကြီးအကျယ်ဖြစ်ပေါ်နေတာရက်ဆက်ဖြစ်ပြီးအဲ့ဒီမှာ တကိပီတကိပစံကောက်တယ်ပြီးလို့ရှိရင်ဒေသခံတွေပြည်သူတွေရဲ့ကုန်စည်စီးဆင်းမှုတွေမှာလည်းသူတို့ပြောတဲ့အခွန်ပေါ့နော်ဆက်ကြီးကိုများများဆဆကောက်တယ်ပေါ့အဲ့လိုကောက်တာကြောင့်ဒေသခံပြည်သူတွေကသူတို့ကိုဆန္ဒထုတ်ပေါ်နေတာဖြစ်ပါတယ်အဲ့ဒီဒေသခံပြည်သူတွေကဘယ်လိုပြောလဲဆိုတော့ကြားကြောက်လို့ရှင်ကြီးကိုရတာဒီပိုင်းညာတိုင်းရှောက်ပြောတော့တကယ်တမ်းအစိုးရရဲ့ရန်ရအောက်မှာ နေမယ်ဆိုလို့ရှိရင်ဒီလိုဖြစ်ပျက်မျိုးတွေဖြစ်လာမှာမဟုတ်ဘူးပေါ့နော်နောက်တတင်းတဲ့ဘောကတော့ယုံဘယ်နာစိုက်မှန်းမသိတဲ့ဒါ NUG အဖွဲ့ပေါ့အဲ့ဒီအဖွဲ့ကနေပြီးတော့အခုလက်ရှိတောင်းဝန်ထမ်းဆောင်နေတဲ့နိုင်ငံဝန်ထမ်းတွေကိုချိန်ချောက်တဲ့ဥပဒေတရက်ဆိုပြီးတော့ထုတ်ပြန်ပါတယ်အဲ့ဒီဥပဒေကိုလွဲချက်ကိုပြောပြမယ်ပထမဆုံးဥပဒေထုတ်ပြန်ချက်ရဲ့အပေါ်မှာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံလို့ဆိုပြီးတော့ထုတ်ပြန်ထားတယ်။ပြီးလို့ရှိရင်အောက်မှာပြည်ထောင်စုလွတ်တော်ဆိုပြီးတော့တုံ့နှုံထားတယ်။ဆိုတော့ပြောချင်တာက ဒီပြည်တော်စုတမရမြန်မာနိုင်ငံတော်အထိရရသေးတယ်။နော်သူတို့ကလီလိုင်းအစိုးရဖြစ်တဲ့အတွက်သုံးဆွဲနေလို့ရနေသေးတယ်ပေါ့နော်။ဒါပေမဲ့ပြည်တော်စုလွတ်တော်ဆိုတော့ဒီဥပဒေကိုပြည်တော်စုလွတ်တော်ကပြဋ္ဌာန်းနေလို့သူတို့ကပြောချင်းတယ်။ဒါပေမဲ့သူတို့မှာပြည်တော်စုလွတ်တော်မရှိဘူး။သူတို့မှာရှိတာကပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီပဲရှိတယ်။နောက်ပြီးတော့အဲ့ဒီပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီဆိုတာလည်းအလုပ်ထားလုပ်ပြတာပေါ့တကယ်တမ်းကျတော့ဒါ CRPH မှာတော်တော်များများအလုပ်မလုပ်ကြတော့ဘူး။အဲ့ဒီမှာ ရမေရှာတာကတော့လက်ရှိနိုင်ငံဝန်ထမ်းတွေကိုရမေရှာတာပေါ့နိုင်ငံဝန်ထမ်းတွေကိုဘယ်လိုရေးယူမယ်ဆိုတဲ့အကြောင်းနောက်ပြီးလို့ရှိရင် CDN လုတ်သွားတဲ့သူတွေကိုအခုချိန်ထိသူတို့ကမျော်လင့်ချက်အမှားတွေပေးနေတုံးပဲဘယ်လိုမျော်လင့်ချက်အမှားတွေပေးတာလဲဆိုတော့ CDN လုတ်တဲ့ဝန်ထမ်းတွေကိုအဲနောက်တစ်ချိန်ကြာလို့ရှိရင်ဘယ်တစ်ချိန်လဲတော့မသိဘူးနောက်တစ်ချိန်ကြာလို့ရှိရင် အဆောင်ရောင်လေးနောက်ဘွယ်ဒီကုံလူတွေပေးမဲ့ပြင်တစင့်မြင့်ရာတို့တိုးပေးမယ်နောက်ပြီးလို့ရှိရင်ဒီစီရီယံလုတ်တဲ့ကာလတစ်လျှောက်မှာမထုတ်ခဲ့တဲ့လားစာတွေအကုန်လုံးကိုလည်းထုတ်ပေးမယ်ဆိုတော့ဒီလိုပြောရတယ်ပေါ့နော်ဘွယ်ဒီကုံလူတွေတောင်တို့ကတုံးနှုံးလိုက်သေးတယ်ပေါ့နော်ဒါတော်တော်လေးတော့ရည်စရာတော့ကောင်းတယ်ဒါပေမဲ့လည်းဒါလည်းအလုံးမရှိအလုံးရှာကြောင်ရီချိုးတဲ့အဲဘယ်လိုပြောရမလဲဟိုချင်းချောင်းမှုတစ်ခုပဲပေါ့နော်ဒါဒီမှာရှိနေတဲ့နိုင်ငံဝန်ထမ်းတွေကိုချင်းချောင်းမှုတစ်ခုပဲသွေးဆောင်တယ်ဆိုပေမဲ့လည်း အခုချိန်ကာလမှာတော့ CDN ဝန်ထမ်းတွေဘလို့ဖြစ်နေကြလဲဆိုတာအားလုံးသိကြတယ်ပြောစရာမလိုဘူးတက်မတော်မှာတက်ရင်မူအဆင့်လောက်တယ်နော်ဒုတက်ရင်မူလားမသိဘူးတာဝန်ထမ်းဆောင်ပြီးတော့နော် CDN လုတ်သွားတဲ့လူတယောက်ကျွန်တော်ထင်တယ်ပကိုးနောက်ဘက်ခြံကထင်တယ်သူတက်က CDN လုတ်သွားတယ်လုတ်သွားတော့ဇူဘက်ခြံရောက်တဲ့အချိန်မှာဒီဘက်ခြံကလည်းသူတို့မကြည့်တော့သစ္စာဖောက်ပဲသူတို့ကဟိုဘက်ခြံကလည်းသူတို့ကိုနှိမ့်တယ် ဒီမှာတက်ရင်မှုဒုတက်ရင်မှုတယောက်ရဲ့ကတော်ဆိုတော့နည်းနည်းတော့ပါဝါမဟုတ်ဘူးတကယ်လဲဟိုနေမယ်ဆိုလို့ရှိရင်အဲ့ဒီတက်ရင်ထဲမှာတည်တည်ချာချာလေးဟိုလူကြီးညိုအောင်နေလို့ရတယ်ဒါပေမဲ့သူတို့ထိုင်းကိုကူးသွားတယ်နော်ထိုင်းဘက်ကူးသွားတဲ့အချိန်မှာအဲ့ဒီမှာလှုပ်เสียရမရှိစားเสียရမရှိနဲ့အခုတော့တည်င်းတော့ပျောက်သွားတယ်သူတို့ရင်ဖွင့်ထားတဲ့စာကိုကျွန်တော်မြင်ပါတယ်နော်အဲသူတို့ဖိုးဘက်ကနှိမ်နေဆိုတဲ့အကြောင်းခုတော့လုံးဝဘဝပြတ်သွားပြီဆိုတဲ့အကြောင်းသူတို့ပြောထားတာအဲ့တွေ့တယ်။ဒါပေမဲ့ပြောချင်တာက ဘသူမပြုတ်မိမိမှုပဲเนาะဘသူမပြုတ်မိမိမှုပဲကိုရွေးချယ်သွားတဲ့လမ်းပဲတချို့เนาะစီဒီယန်လုတ်သွားတဲ့ဘွန်နန်းတွေဘာဖြစ်သွားကြလဲတော်တော်လေးဒုက္ခရောက်သွားတယ်ဘဝပြတ်သွားတဲ့သူတွေတောင်ရှိတယ်เนาะအဲ့တော့အဲ့ဒီသူတွေကိုအရင်တော့စီဒီယန်လုတ်လို့ရှိရင်ဘယ်လိုပေးမယ်ဘယ်လိုထောက်ပံ့ပါမယ်ဆိုပြီးတော့เนาะအချိန်ချင်းခါခါပြောပြမိမယ်လေသူတို့ပြောတဲ့ဟာတွေတကယ်လက်တွေ့ဖြစ်မလာဘူးအဲ့ဒီနိုင်ငံတစ္ဆေဖောက်ပေါ့เนาะတစ္ဆေဖောက်လောက်ကောင်ကြီးရဲ့ဘဝက ဘာမှတုံ့ဆားလို့မရဘူးပြတ်သွားပြီဒီလိုခြေနေဖြစ်သွားတယ်ပေါ့ဒါက NUG ဘက်ကထုတ်ပြန်တဲ့ကိစ္စဖြစ်ပါတယ်နောက်တဲ့တင်းဒီဘုတ်ကတော့ဒါရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ရွှေလုံငန်းရှင်များတင်ကနေထုတ်ပြန်တဲ့ထုတ်ပြန်ချက်တစ်စုံဖြစ်ပါတယ်သူကအထူးသတိပေးပန်ကြောလှဆိုပြီးတော့ထုတ်ပြန်ထားတာဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိနေတဲ့ရွှေလုံငန်းရှင်များရွှေဆိုင်နဲ့ online ကနေတစ်ဆင့်ရွှေရောင်းဝယ်သူတွေအားလုံးရွှေနဲ့ပတ်သက်တဲ့ license ကိုမဖြစ်မနေရှောက်ကြဖို့တော့တိုက်တွန်းနေပေါ့နော်ဒါအပြင်ဒီရွှေလုံငန်းနဲ့ပတ်သက်ပြီးတော့ တော့ဒီသက်ဆိုင်ရာဌာနတွေရနေပြီးတော့လာရောက်စစ်ဆေးတဲ့အခါမှာညွန်ကြားချက်တွေကိုလိုက်နာတာမရှိဘူးဆိုလို့ရှိရင်လည်းထိရောက်စွာအေးအေးယူမယ်ပေါ့နော်နောက်တဲ့ဒီဘက်ကတော့ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေအောင်မန်းဒေသတွေမှာရေကြီးနေမြုပ်မှုတွေဖြစ်ပေါ်နေလို့ဒေသခံတွေရွှေ့ပြောင်းထားရတယ်လို့သိရပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒါကမ္ဘောဒီးယားဘက်ကနေရုတ်တရက်ဒါထိုင်းနိုင်ငံနဲ့နှစ်နိုင်ငံပေါ့နော်တရားဝင်နေဆက်ကုန်တွေရေးကိတ်ကိုဒါပိတ်ချလိုက်တယ် အဲ့ဂိတ်နာမည်ကတော့ဘန်လီအန်ပေါ့နော်ဘန်လီအန်ဂိတ်ကိုပိတ်ချလိုက်တယ်ဇွန်လ23ရက်နေ့မှာအဲအကြောင်းမကြပဲနဲ့ပေါ့ထိုင်းဘက်ကိုအကြောင်းမကြပဲ UTF ပိတ်ချလိုက်တယ်။ဒါဘာကြောက်လဲဆိုတာလည်းမထုတ်ပြန်ဘူးပေါ့နော်။ဆိုတော့ထိုင်းနဲ့ကမ္ဘောဒီးယားကြားထဲမှာတင်းမာမူကစီရေးရပြည်လေသွားပြီဆိုပေမဲ့လည်းနှစ်နိုင်ငံကြားထဲမှာတန်တမာရေးရနဲ့ညှိနှိုင်းဆွေးနွေးမှုတွေကမပြီးပြတ်သေးပဲနဲ့အခုချိန်ထိဒါဆက်ပြီးတော့တင်းမာနေစေဖြစ်ပါတယ်။ဆိုတော့နောက်တဲ့တင်းတဲ့ဘက်ကတော့တောင်ကြီးမှာပေါ့နော်။တောင်ကြီးမှာဘာကြောက်လောက်တာလဲဆိုတော့ကျွန်တော်လည်းမပြောတတ်ဘူး။အဲ့ဒါတောင်ကြီးမှာရှိနေတဲ့ဆိုင်တွေရဲ့ လုပ်ငန်းဆိုင်ပုတ်တွေပေါ့ဆိုင်လေးဆိုင်ပုတ်တွေနော်ဥပမာဘာတက်စီဆိုင်ပေါ့နော်အင်္ဂလိပ်လိုရေးထားတဲ့တက်စီဆိုင်ဒါမှမဟုတ်အင်္ဂလိပ်လိုရေးထားတဲ့ mobile phone ဆိုင်ဒီဆိုင်နာမည်တွေကိုနော်မြန်မာဘာသာနဲ့ပြန်ပြီးတော့အဲဆိုင်ပုတ်တွေပြောင်းခိုင်းတယ်လို့သိရတယ်အဲလမ်းမုံပေါ်လမ်းမုံကလည်းတက်လာတယ်ပေါ့နော် တော်တော်လေးတော့ဒီကိစ္စကတော့ကျွန်တော်ထင်တယ်ကိုယ့်ကိုကာရနိုင်တဲ့ကိစ္စလို့ကျွန်တော်ထင်ပါတယ်။ဘာကြောင့်ဒီလိုလုပ်ခိုင်းရတာလဲမပြောတတ်ဘူး။နိုင်ငံတော်ညွှန်ကြားချက်လည်းမဟုတ်ဘူးလို့ကျွန်တော်ထင်တယ်။ဒါဒီလိုဖြစ်စဉ်မျိုးလဲနိုင်ငံတော်ဘယ်တော့မှညွှန်ကြားမှလည်းမဟုတ်ဘူး။ဆိုတော့ကျွန်တော်ပြောချင်တာကဟိုအဲ့လိုမျိုးစိုင်းနံပါတ်တွေပေးပြီးဆိုလို့ရှိရင်ချို့ဟာတွေကဒီလိုရှန်တိန်လေးတွေပေးတာတွေရှိတယ်။ချို့ဟာတွေကချစ်စနိုးပေးတာတွေရှိတယ်။အဲ့ဒီမှာမြန်မာဘာသာပြန်လို့မရတဲ့ဟာတွေဆိုလို့ရှိရင်တော်တော်လေးခက်ခဲပါတယ်။အဲ့ဒီအတွက် ဒါကဘယ်လိုပုံစံမျိုးကြောက်ဒီလိုလုတ်ခိုင်းတာလဲဆိုတော့ကျွန်တော်တွေးလို့မရဘူးပေါ့နော်နောက်တည်တဲ့ဘက်ကတော့ကျွန်တော် တို့ပြီးခဲ့တဲ့ရက်ပိုင်းကဒါပလဲကန်နောက်စခန်းမှာပေါ့နော်တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်တိုက်ပွဲတွေဖြစ်ပွားတဲ့အချိန်မှာအဲ့ဒီဘက်ကိုပြန်တန်းတဲ့တမတော်ကတိုက်ခိုက်ရေးလေရင်တစည်းပေါ့နော်ပြကြမှုဖြစ်ပေါ်ခဲ့တယ်ပြကြမှုဖြစ်ပေါ်ခဲ့တာမင်းတိုင်မင်းရွာမှာမင်းတိုင်မင်းရွာဆိုတာလေအလုံးလက်သိပြီးသားပဲနည်းနည်းတော့နာမည်ကြီးတယ်ပီဒီအက်တော်တော်များများရှိတယ် တော့လေရင်ပြက်ကြတဲ့အချိန်မှာချက်ချင်းပဲ PDF တွေကလေရင်ပြက်ကြတဲ့နာကိုရောက်ချလာတယ်။တိတာသွားတာဒီကဗီဒီယိုဖိုင်လေးတက်လေတက်လာရော။ဟောဒီမှာ PDF တွေစုယုံရောက်ရှိနေတယ်ဆိုတော့တိတာသွားတဲ့ခါကျတော့နောက်ကနေတောက်လျှောက်ဒါလေရင်နဲ့လေချောင်းတက်ခိုက်မှုတွေလုပ်တယ်ပေါ့နော်။ဒါဒါသူတို့အမှုပဲသူတို့သူတို့လုပ်တဲ့ကိစ္စပဲပေါ့နော်သူတို့ဘက်ကိုယ်တိုင်သူတို့သူတို့တည်င်းပေးတာပဲပေါ့နော်နောက်ထပ်တည်င်းပို့လည်းရှိပါသေးတယ်ဒါကတော့ဟိုထုံးစံအတိုင်းပေါ့နော်ကျွန်တော်တို့နိုင်ငံရဲ့ မပြတ်သားမှုတွေပဲလားဒါမှမဟုတ်လို့ရှိရင်မဆိုင်ရဝါမခံပြောတာလားဘယ်လိုမျိုးပောက်ကရ40အတွေးတွေနဲ့ပြောတာလဲတော့မသိဘူးဆိုတော့မကြမကြဆိုသလိုပဲဒီလူမျိုးစုတွေပြည်နယ်တွေဘက်ကနိုင်ငံတနိုင်ငံဆိုတဲ့အတုံးနှုံးကိုတုံးကြတယ်အဲခပ်ပေါ်ပေါ်ခတ်ချက်ချာပေါ့နော်တကယ်ပဲအဲကိုကိုဟာကိုရက်တီလို့ရတယ်လို့များတွေးကြရလားမသိဘူးအေးအေးဆိုရင်လည်းဒီတိုင်းပဲပေါ့နော်အခုပြောလာတဲ့သူကတော့ KNU ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ဆော့ကွက်ထူဝင်းကပြောလာတာဖြစ်ပါတယ်။နော်ကွက်ထူဝင်းကဗာပြောလဲဆိုတော့အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုမှာတဲ့နော်ကရင်ပြည်မော်ကော်တူးလီအနေနဲ့နိုင်ငံအဖြစ်ပါဝင်ပြီးတော့သူတို့ရဲ့ကံကြမ္မာကိုသူတို့ကပဲဖန်တီးမယ်ဆိုပြီးတော့ပြောပါတယ်။အဲ့လိုပဲကချင်ဆိုလို့ရှိရင်လည်းဒီ KYI ဘက်ကမကြမကြပြောတာရှိတယ်ပေါ့နော်။ပြောချင်တာကနှစ်ပေါင်းများစွာဗာလုတ်ခဲ့ကြတာလေ။နှစ်ပေါင်းများစွာရှာခဲ့တဲ့ပတ်စံတွေသူတို့အများကြီးပဲ။ ်နော်ဟိုတရားမဝင်တဲ့နီးတွေရောတရားမဝင်တဲ့နီးတွေရောသူတို့ရှာခဲ့တာအများကြီးပဲ KNU ဆိုလို့ရှိရင်ဒါလက်နက်ကင်တွေမှာတက်တန်းအရင်ဆုံးလို့ပြောလို့ရတယ်ဒါပေမဲ့နှစ်ပေါင်းများစွာသူတို့ရှာခဲ့တဲ့ပတ်စံတွေကောက်ခဲ့တဲ့စက်ကြီးတွေတရားမဝင်ရှာဖွေခဲ့တဲ့ငွေကြီးတွေဟာဘယ်မှာတုံးခဲ့လဲကရင်ပြည်နယ်ရဲ့အကျိုးကျေးဇူးတစ်ခုခုများဖြစ်ပေါ်ခဲ့လားဖြစ်ထွန်းခဲ့လားဒါမှမဟုတ်ဘာမှမဖြစ်ခဲ့ဘူးဘယ်တော့မှမရှိခဲ့ဘူးတက်တဲ့အစိုးရနဲ့အဆင်ပြေတဲ့ချိန်မှလည်းမရှိဘူးအဆင်မပြေတဲ့ချိန်မှလည်းမရှိဘူး ဆိုတော့အခုလိုမျိုးနိုင်ငံထူထောင်မယ်ဆိုရင်အဲ့ဒီပြည်သူတွေကဘာမှလှုပ်ရှားလို့ရမှာမဟုတ်ဘူး။နော်အပြည်သူတွေအတွက်လည်းဘာမှအားကိုးစရာအစိုးရရှိမှာမဟုတ်ဘူး။ဒါလို့ဆော့ဖြစ်မှကြောင်းတကဖြစ်လာဖို့တော့မရှိဘူး။ဒါပေမဲ့အခုလိုပြောနေဟိုကဒီနိုင်ငံရဲ့အချုပ်ချာအာဏာကိုစော်ကားနေတာဆိုတာတိတိလင်းလင်းသိဖို့လိုတယ်နော်။ဆိုတော့နောက်တစ်တင်းကတော့ကျွန်တော်တို့ဒီဖြစ်စဉ်ဒါជីជីမမဖြစ်စဉ်တစ်ခုဖြစ်ခဲ့တဲ့ကျွန်တော်တို့ဒါ Air India လေချောင်းတိုင်းပေါ့နော်။ဒီလေရင်ပြတ်ကျမှုက ော့ကျွန်တော်တို့နိုင်ငံဘက်ကလည်းနိုင်ငံတော်စမုတ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကနေပြီးတော့ဒါဝန်ထမ်းကြောင်းတဝန်လွှာနရင်ဒရာမူဒီစီကိုရောနောက်ပြီးလို့ရှိရင်အိန္ဒိယသမ္မတစီကိုရောပြပို့ခဲ့တယ်။တော့ဒီလေကြောင်းလိုင်းကခီးတယ်242ဦးပါဝင်လာတာဖြစ်ပါတယ်။ဒီပြည်တွင်းသတင်းဌာနတွေဖော်ပြချက်တွေမှာတည်ဆုံမှုမှာ242ဦးပဲတည်ဆုံနေဆိုပြီးတော့သတင်းတွေဖော်ပြတယ်တူးသက်ရှင်တာမှန်တယ်။ဒါပေမဲ့သူပြချခဲ့တဲ့နေရာက တကယ်စိတ်တက်ကတူကန်နင်းမို့ပြကြခဲ့တာเนาะအဲ့မကန်နင်းဒီစားတော့ခံမာတွေပေါ့ပြကြခဲ့တာဖြစ်တယ်เนาะအဲ့ပြည်နယ်မှာရှိတဲ့စိတ်တက်ကတူတစ်ခုပေါ့ပြကြခဲ့တာဖြစ်တဲ့တော့လူတည်ဆုံးမှုအများပြရှိတယ်ဒါကိုကြတော့တည်င်းဌာနတွေက highlight လုပ်ပြီးမဖော်ပြဘူးเนาะအဲ့ဒီလေရင်ပေါ်မှာပြက်ကျသွားတဲ့သူတွေကိုပဲပြောတယ်ဆိုတော့ဒီလေရင်က boring company ကထုတ်ထားတဲ့လေရင်အမျိုးအစားဖြစ်ပြီးတော့ဒါပြေးဆွဲတာလည်းဆယ်စုနှစ်ဝန်းကျင်ရှိပြီအဲ့ဒီလေရင်ကိုမောင်းနေတဲ့လေရင်မှုနှစ်ယောက်ကလည်း ဒါတယောက်ကတထောင်ကျော်ပေါ့နော်ဒီတွဲပတ်လေရင်မှုကလေရင်မှုကြီးက8000ကျော်လေရင်ပြန်တန်းကြီးနိုင်ပေါင်း8000ကျော်ရှိတဲ့တကယ်အတွေ့အကြုံရဲ့လေရင်မှုတွေဖြစ်ပါတယ်ဒါပေမဲ့လည်းဘယ်လိုအမားတွေကြောက်လဲဆိုတော့စုံစမ်းစစ်ဆေးနေစေဖြစ်ပါတယ်ဒါပြီးလို့ရှိရင်တော့ကျွန်တော်တို့ပြန်သိရမှာမကြခင်အဲ့ဒီတရင်ချက်လက်တွေထွက်လာမယ်ပေါ့နော်ဒီလေရင်ပြတ်ချက်မှုမှာအသက်ရှင်လွတ်မြောက်လာတဲ့သူကလည်း visual coma ဆိုတဲ့ ဒါပြည်ထိုင်နိုင်ငံသားပေါ့နော်ဒါပေမဲ့ तू ကအိန္ဒိယပဲပြည်ထိုင်နိုင်ငံသားခံယူထားတဲ့သူဖြစ်တယ်ပေါ့ economy class မှာစီးနင်းလာတယ်သူ့ရဲ့ခုံနံပါတ်က 11A ဖြစ်ပါတယ်ဆိုတော့သူတယောက်ပဲအသက်ရှင်လွတ်မြောက်လာတယ်လေရင်ဒီအပျက်စီးတွေကြားထဲကနေလမ်းလျှောက်ပြီးထွက်လာနိုင်တယ်နောက်ထပ်ဒါကံကောင်းသွားတဲ့သူတယောက်လည်းရှိပါသေးတယ်အဲ့ဒါကတော့အဲ့ဒီလေရင်ထွက်မဲ့အချိန်ကိုအချိန်မီမရောက်လာတဲ့ เนาะအိန္ဒိယနိုင်ငံသူတူဦးပေါ့နော်သူကလည်းလေရင်ထွက်ချိန်ဒီ check in ဝင်ရမယ့်အချိန်တည်းနောက်ကျမှရောက်လာတဲ့ခါကျတော့သူ့ကိုလေစိတ်ကလက်မခံတဲ့ခါကျတော့ဒီလေရင်နဲ့သူမပါသွားဘူးပေါ့နော်သူလည်းကံကောင်းစွာနဲ့အသက်ရှင်ခဲ့တာဖြစ်ပါတယ်ဆိုတော့နောက်ထပ်တဲ့ငါတော့အားလုံးသိတဲ့ Israel ကအီရန်ကိုတိုက်ခိုက်တယ်အီရန်ကထိတ်တန့်စစ်ဗိုလ်ချုပ်ဒါနှစ်ဦးတည်တယ်ပြီးလက်ပြီးတော့ဒါအီရန်ရဲ့ဒါနျူကလ িয়ার ပညာရှင်တွေရဲ့နောက်ပြည်သားပြည်သူတွေရဲ့အများအပြားတည်ဆုံမှုဖြစ်ပေါ်ခဲ့တယ် ဒီတည်ဆုံးမှုတွေအပြီးမှာတော့အီရန်ဘက်ကနေပြီးတော့အစ္စရေးကိုပြန်ပြီးတိုက်ခိုက်ပါပြီ။ယာနဲ့ချီတဲ့မစ်ဆိုင်းတွေက အစ္စရေးရဲ့ကောင်းကင်ရံမှာတောက်လျှောက်ကို တောက်လျှောက်ကိုတလုံးပြီးတလုံးဒါကြာရောက်ပေါက်ကွဲနေတယ်။ကောင်းကင်ပေါ်မှာကွဲနေတာလည်းရှိတယ်။ကောင်းကင်ပေါ်မှာကွဲတယ်ဆိုတာကဒီအစ္စရေးရဲ့ဒီလေကြောင်းရံကာကွယ်ရေးစနစ်တွေတိုက်ခိုက်မှုတိုက်ဖြတ်မှုတွေကြောင့်ဒါကွဲတယ်လို့ပြောလို့ရတယ်ပေါ့နော်။ဒါပေမဲ့ကောင်းကင်ပေါ်မှာမကွဲဘဲနဲ့လုံးဝ မတားနိုင်တော့တဲ့အစုံမြေကြီးပေါ်ကြခွဲတဲ့အလုံးတွေကလည်းအများပြားရှိတယ်။ Israel ဘက်ကတော့ဒါကဟိုသူတို့အတွက်လူနှစ်ဦးပဲတည်ဆုံသေးတယ်။ဒဏ်ရာရတဲ့သူတွေတော့များတယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့ဒီထွက်ပေါ်လာတဲ့ဓားပုံတွေက Israel ရဲ့လူချမ်းသာရက်ွက်တွေနောက်ပြီးလို့ရှိရင် Israel ရဲ့စစ်ဌာနချုပ်နောက်ပြီးလို့ရှိရင်ဟိုတော်တော်နာမည်ကြီးတဲ့နေရာတွေကိုပဲ Iran ကတာဂက်ထားတိုက်ခိုက်ခဲ့တာဖြစ်တယ်။နောက်ပြီးတော့ဒီသတင်းအရာပေါ့နော်။ဒီ Israel ဘက်ကတုံတဲ့ F35 တစ်စီးကိုလည်း Iran ဘက်ကပစ်ချနိုင်ခဲ့တယ်ဆိုပြီးပြောပါတယ်။ ဆိုတော့အခုချိန်အထိကိုဒါမပြတ်မစဲဒါဒုံးကျည်မိုးရွာသွန်းနေစေဖြစ်ပါတယ်အီရန်အနေနဲ့ယီမန်နိုင်ငံတွေကနေဒီအစ္စရေးကိုပြစ်တာရှိတယ်လို့ပဲအီရန်နိုင်ငံကနေပြီးတော့တိုက်ရိုက်ပြစ်တာတွေလည်းရှိတယ်နောက်ပြီးလို့ရှိရင်ရှာဟက်လို့ခေါ်တဲ့သူတို့ရဲ့ဒီ drone ပုံစံမျိုးပေါ့နော် suicide drone ပုံစံမျိုးဒီဒုံးကျည်တွေကိုလည်းလှမ်းပြစ်ထည့်တာရှိတယ်ပေါ့ဆိုတော့အစ္စရေးအနေနဲ့အိုင်ယန်ဒုံးကစွမ်းတာတော့မှန်တယ်အိုင်ယန်ဒုံးအနေနဲ့တော်တော်များများလက်နက်တွေကိုပြစ်ချနိုင်တာမှန်တယ်နောက်ပြီးအမေရိကန်ရဲ့လီဂါစနစ်တွေလည်းအစ္စရေးမှာတပ်ဖြန့်ချထားပြီးတယ်ဒါပေမဲ့လည်း ဒီလီကာစနစ်တွေကအများနဲ့ပြည့်တဲ့ချိန်ကြလို့ရှိရင်ဘလို့မှတားဆီးလို့မရတော့ဘဲနဲ့မလဲပတ်နိုင်တော့ဘူးပေါ့နော်မလဲပတ်နိုင်တော့ဘူးမလဲပတ်နိုင်တော့တဲ့ခါကျတော့လွတ်တဲ့အလုံးလွတ်တဲ့ခါကျတော့လွတ်တဲ့အလုံးတွေကအစ္စရေးရဲ့ territory မြို့တွေကိုကျတယ်နောက်ပြီးတော့ဒီဖြစ်စဉ်မှာအမေရိကန်သူတို့နဲ့မဆိုင်ဘူးဆိုပေမဲ့လည်းအစ္စရေးနိုင်ငံပေါ်ကျလာတဲ့ဒီဒုံးကြီးတွေကိုသူတို့ဘက်ကနေပြီးတော့သူတို့ရဲ့ရေတပ်တင်မော်တွေကနေပြီးတော့ဖျက်ချပေးနေတာရှိတယ်အဲ့တော့အီရန်အနေနဲ့ဗာပြောထားလဲဆိုတော့အစ္စရေးကိုကာကွယ်တဲ့ဘယ်နိုင်ငံမဆို နော်ဘယ်နိုင်ငံရဲ့စစ်တပ်အခြေစိုက်စခန်းမဆိုသူပြစ်မှတ်ထားမှဆိုပြီးပြောထားတယ်ဆိုတော့တရုတ်ဘက်ကလည်း UN ဘက်ကကာကွယ်ပြီးတော့ကုလသမဂ္ဂလူမျိုးရေးကောင်စီဘော UNSC အစည်းအဝေးအရေးပေါ်ခေါ်တယ်ခေါ်တဲ့အချိန်မှာတရုတ်ကဘာပြောလဲဆိုတော့ Israel အနေနဲ့နော် red line ကိုကျော်ခဲလိုက်ပြီကျော်မိသွားပြီအဲ့တော့ Iran တရားပေါက်တုတ်ပြန်မှာဒါပေမဲ့တရုတ်ကထင်းထင်းသိမ်းသိမ်းပဲနှစ်ဖက်လုံးပေါ့နော်အားလုံး ရက်တန်ကရက်လိုက်ကြပါတော့ဆိုပြီးတော့တောင်းဆိုတယ်မြစ်တရဲခံတယ်ပေါ့အမေရိကန်ဘက်ကတော့သူတို့မပါဘူးလို့ညင်းတယ်ဒီတိုက်ခိုက်မှုဖြစ်စဉ်တွေမှာကောင်းကင်ဘုံမှာဒုံးကျည်တွေကိုဖျက်ချနေတာတော့ဒါမြင်ရတာတော့အားရစရာပဲလှလဲလှမှာပေါ့နော်ကြည်ရတာတော့ဒါပေမဲ့တကယ်တမ်းပစ်လွတ်လိုက်တဲ့ဒုံးကျည်နဲ့ကောင်းကင်ဘုံမှာဖျက်ဆီးနေတဲ့ဒုံးကျည်ကဒီအစ္စရေးရဲ့ air defense တွေကနေပြီးအစ္စရေးရဲ့ အစ္စရိယဒီလေကာစနစ်တွေကနေပြီးတော့ပြစ်ထုတ်ပြီးတော့ဖျက်ဆီးနေတဲ့ဒုံးကျည်တံပိုးကကျေးပိုများတယ်။နော်အဲ့ဒီအတွက်အစ္စရိယအတွက်ဒီကာကွယ်မှုဇယိတ်ကလည်းပိုပြီးကြီးမားတာဖြစ်ပါတယ်။ဆိုတော့အီရန်နေနဲ့ဘယ်ထိဆက်ပြီးတိုက်ခိုက်မလဲ။မြေပြင်တပ်တွေပါပါလာမှာလား။လေကြောင်းတိုက်ခိုက်မှုပဲဇက်တိုက်လို့မလားဆိုတော့မပြောတတ်ဘူး။အီရန်ရဲ့ဘာသာရေးခေါင်းဆောင်ခါမီနီကတော့ အစ္စရေးအနေနဲ့ဒါမလုတ်တဲ့နာကိုလုတ်ခဲလိုက်ပြီးသူတို့ကငရဲတကားကိုဖြန့်လိုက်ပြီးအဲ့ဒီအတွက်အရင်တခါတိုက်ခိုက်မှုတွေထက်နှစ်ဆမကတဲ့ခံစားမှုမျိုးကိုခံစားစီရမယ်ဆိုပြီးတော့ကြုံရတာတာရှိပါတယ်ဒါကတော့ဒီနေ့မှနောက်ဆုံးရထားတဲ့ကဘာနဲ့မြန်မာသတင်းတွေဖြစ်ပါတယ်အတန်ကတော့အရင်အစီအပြေမှမဟုတ်သေးဘူးကျွန်တော်အရင်မပြင်ဆင်ရသေးဘူးပေါ့နော် noise တွေရှိနိုင်တယ်နောက်ဘီးပတ်ဝန်းကျင်အတန်တွေရှိနိုင်တယ်တခြားအတန်နေလည်းရှိနိုင်တယ်အဲ့ဒီအတွက်တော့ကျွန်တော်တို့ဒါမကြခင်အကောင်းဆုံးဖြစ်အောင်လုပ်ပြပါမယ်ခင်ဗျာကြည့်ရှုအပ်ပေးတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူး